谁是谁？我不怎么了？你别那个，我表妹说的，那女孩子好迷糊的，旁边见那个迷路村的，迷路老妮了，你妈一进屋里面一无所哟，来我嘛，坐了表的家家死人哦，你妈一进屋骗死你啦了，所以没得办法，他为什么好吧？这条路眼睛木个，村干干的都一样。 မြန်မာရေချင်းကမြန်မာအတိုင်းပဲကနေတယ်ဒလန်းနဲ့သွားနေတာအဲ့လိုစီစဉ်ကိုကိုစမ်းမင်းပြောသူလို့သူလည်းဖိုးပေါက်တယ်အမျိုးမျိုးဖိုးပေါက်တယ်အဲ့ဒီတိုင်းရင်သူပုံစံတိုင်းရောကျွန်တော်လည်းသူသူပြောတဲ့စကားလေးတွေကျွန်တော်မှတ်ထားတယ်ကျွန်တော်နိုင်ငံခြားကိုအခုဖြောပြေးသွားတော့ကျွန်တော်ကိုမေးတယ်မင်းဘာလာလောက်တာလဲကျွန်တော်ပြောရင်ဒန်ဆာပဲပြောရမှာလေဒန်ဆာဆိုလို့အကရမှာပါတယ်အဲ့ဒန်ဆာပဲပေါ့အဲ့ဒါကမှမြန်မာရေချင်းကလက်ခါခေါင်းကားချင်တဲ့ဒုတိယရင်စက်မပြည့်စရာတစ်ခုမှဆိုပြီးတော့ဇကပုတ်လေးရှိလာတယ်အဲ့တိုင်းမှာကျွန်တော်တို့ထွင်ကားတာကိုအဲ့ဒါကိုတစ်မျိုးထင်ရတယ်ထင်ပါ ဘာမှမဖြစ်ပါဘူးကွာဘာလို့ဆိုတော့ကျွန်တော်တို့ကအကျိုးစားမှုနဲ့ပရိသတ်ကိုအမြင်ဆန်းဝါးရကျွန်တော်ကျင့်နေပြီပြောလိုက်ပါဦးညရမွေးတာပါကျွန်တော်အခုအချိန်၄နိုင်ကျော်၅နိုင်ကျော်အမေတော့ညညလုံးမှာကမယ်ညလုံးမှာမိတ်ကညမိတ်ကလေ ဘာပဲဖြစ်မီဒီယာတွေကလာပြီးတော့မှဖြစ်နေဆိုတော့လေးစားသမှုနဲ့ကျွန်တော်အဝိဆုံမြန်မာဝေးပြီးချွေးရတော့တော်တော်ပြန်နေပါမယ်။ဒါပြတဲ့နဲ့ကျွန်တော်မီဒီယာမားတွေလည်းပြောပါတယ်ဒါပြတန်းကားလိုက်ပါတဲ့သူမီဒီယာဝမ်းသာစရာပါ။ဒါပြတန်းကားလိုက်ပါဆိုတော့ကျွန်တော်ဆရာလည်းသိဘာဖြစ်ပါကလေးကကြည့်ထိုင်နေတယ်။အဲ့တော့ကျွန်တော်ဒါပြတဲ့နဲ့တန်းကားမှာပါခင်ဗျာ။ကတ်မှာပါနော်။ဖြောပြမှုတွေတခြားကြည့်သွားပါနော်။ဒါလို့အမှုပညာကဟိုပြောရမယ်ဆိုရင်တော့သူများတွေရောမင်းတို့ကလည်းအောင်မြင်ခြင်းလို့မင်းတို့ထွင်ပြီးတော့မင်းတို့လုံနေတာမြန်မာရည်ကြီးမှုနဲ့မညီဘူးဆိုပြီးတော့ line ပုံမှာ ော်တော်ပြောနေကြတယ်ရရှိတယ်เนาะကျွန်တော်တို့စက်ကလာပေါ့เนาะအဲအမြဘာတွေလုပ်နေရတဲ့ပေါ့အဲဟိုမြမရင်ကျင်းမှုဖြည့်ဆည်းနေလားလားဆိုပြီးမေးကြပါတယ်ဒါပေမဲ့မဟုတ်ပါဘူးကျွန်တော်တို့ယင်ကျင်းမှုက ထွင်ကန့်ကတတို့ရပါတယ်ယင်ကျင်းမှုကသူများတွေပြောတယ်ပေါ့မြမယင်ကျင်းမှုကမြမအတိုင်းပဲကနေတယ်တလန်းနဲ့သွားနေတာအဲ့လိုစီစဉ်ကိုကိုစမ်းမင်းပြောတယ်လို့ပဲကျွန်တော်ကိုကိုကြီးအမြင့်နဲ့ဆုံးပါတယ်သူလဲ ထိုးပေါက်တယ်အမျိုးမျိုးထိုးပေါက်တယ်အဲ့ဒီတိုင်းသူပုံစံတိုင်းရောကျွန်တော်လည်းသူသူပြောတဲ့စကားလေးတွေကျွန်တော်မှတ်ထားတယ်ကျွန်တော်လည်းဘလိုမျိုးလုပ်ရင်ဘလိုလေးဖြစ်မလဲဆိုတော့ကျွန်တော်တို့ဆရာတစ်ပည့်တိုင်ပြီးအင်္ဂါလိုဒီလိုတွေကမယ်အဲနောက်ပြီးတော့ရှေ့တော့ဆရာသမားတွေရဲ့အကအကွက်မဖြစ်အောင်ငါတို့ကုခိမင်းသားတွေကိုတော်တော်လည်လည်ဖြစ်အောင်ဆိုပြီးတော့အဲ့လိုဒီမြမရင်ချင်းမှုရဲ့အနောက်တိုင်းရင်ချင်းမှုနောက်တိုင်းဆိုတာဘာကိုပြောတာလဲဆိုတော့အခုစက္ကဆဆန်ကစက္ကဆဆန်ဆိုတာအခုကျွန်တော်တို့ပကံကလေးပနင်းကလေးတွေခြေတို့ကလေးတွေအဲ့လို၆လောက်ကလေးဗရိတ်ကလေးပါတဲ့အချိန်မှာ သူများတွေကအမင်းနာကမဟုတ်ဘူးလို့ပြောကြပါတယ်အမှန်တော့မဟုတ်ပါဘူးကျွန်တော်နိုင်ငံခြားကိုအခုဖြောပြေးတော့တော့ကျွန်တော်တို့မေးတယ်မင်းဘာလာလောက်တာလဲကျွန်တော်ပြောရင်ဒန်ဆာပဲပြောရမှာလေဒန်ဆာဆိုတော့အကရမှာပါတယ်အဲဒန်ဆာပဲပေါ့အဲဒါကမှမြန်မာယဉ်ကျေးမှုကလက်ခါခေါင်းကားချင်လက်ဒုတိယဇာမပြည့်စရာသူခုမှဆိုပြီးတော့ဇကပုတ်လေးရှိထားတယ်အဲ့တိုင်းပဲကျွန်တော်တို့ထွင်ကားတာကိုအဲ့လားသမျိုးထင်ကြထင်ပါအမှန်ဖြစ်ပါဘူး။အခုဆိုတော့ကျွန်တော်တို့ကအကျိုးစားမှုနဲ့ပြည်သက်ကိုအမြင်ဆန်းသွားရင်ကျွန်တော်ကျင့်တယ်ဗျ။ အဲ့ဒါပဲဟုတ်လားဘာလို့လဲအဲမိနာတယောက်လာလဲဒီကကြီးပဲဒီကရောဒီကကြီးပဲဆိုပြီးတော့သူ့စုရီကအဲ့လိုပြောတာရှိတယ်အဲ့ကြောင့်မို့ကျွန်တော်တို့ကဒါလေးကထွင်ကားခြင်းဟာဟိုပိဿတ်ကြီးအမြင်ဆက်မယ်လို့ထင်ပါတယ်ရှိတာပေါ့နိုင်ငံခြားကပို့ပြီးတော့ချီးကျူးတယ်ဘာချီးဆိုတော့ကျွန်တော်ရိုးလေးကမှသွားကတော့အဲအင်္ဂလိပ်ကြီးပေါ့နော်တိုးတိတွေပေါ့တိုးတိတွေကအဲ့လိုဈေးဝယ်ပြီးတော့ဆင်းလာတဲ့အချိန်မှာကျွန်တော်ကအဲ့မှာပကံတွေကပြီးခြေရိုးတွေကျွန်တော်ကလပ်ပေါ်မှာကနေတဲ့အချိန်မှာသူကဟာဘာတဲ့ဟာသူစမ်းအောင်တွေ့ပါတယ် သူတို့မြင်ထားတာမြမယင်ချင်းမှုအကကအဲရိုးရင်ရင်ရိုးရရကလည်းတိတဲ့အတိုင်းပဲရိုးရရလည်းငင်းငင်းရင်ချောင်းလေးကမြမကလည်းငင်းငင်းရောင်းလေးကအဲ့ချိန်မှာကျွန်တော်ကောင်းကြိုက်ပြီးတော့ကျွန်တော်ဘလို့ထွန်းလိုက်တယ်ဆိုတော့ကျွန်တော်မင်းနာကောင်းမမဆောင်ဘူးအဲ့ပါကျွန်တော်မင်းတလဲဝစ်စာရာဇဝင်ခစ်ကဟိုပြောမှာဆိုအရှိမင်းနာပုံစံအဲ့လောက်ကိုတစားတောင်လေးနဲ့ကျွန်တော်ဝစ်ပြီးတော့ကျွန်တော်ကပြလိုက်တော့ စမ်းလိုက်ရမြန်မာကတမျိုးမမြင်ဘူးတာမြင်တော့အဲ့မှာလာကြည့်ကြပါလိရောလာကြည့်ကြတော့လက်ကုတ်တွေတီးကြတယ်အဲ့ချိန်မှာကျွန်တော်ပို့ပြီးတော့လက်ကုတ်တွေပို့ကားချင်းနေပဲကျွန်တော်ကတော့အဲ့လိုဒီကပြလိုက်တော့အဲ့လိုပေါ့သူများတွေကမမြင်ဘူးတဲ့အမြင်ကိုတွေ့ရတဲ့နိုင်ငံခြားတွေချီးကျူးပါတယ်အတိုင်းတဲ့လုံပေါ့ဘယ်လိုပြောရမလဲဆိုတော့ကိုအကကပါကိုလူပညာကိုနိုင်ငံတကာကိုချပြနိုင်တယ်ဆိုပြီးနိုင်ငံတကာကလည်းခွင့်ပြုချက်ပေးပြီးတော့ဖြော်ပြမှုတွေရခဲ့မှာဆိုရင်ကျွန်တော်ကအိမ်မက်တစ်ခုကိုမတ်အတူပို့ပြီးတော့ဝမ်းတာပါ ကျွန်တော်လူချင်တာအဲ့အိမ်မက်ပဲကျွန်တော်ကသွားချင်တယ်လားချင်တယ်နိုင်ငံတကာကိုလည်းဖြောပြချင်တယ်ဘာဖြစ်လို့လဲဆိုတော့မိမရည်ကျင်းမှုကဒီလိုကနိုင်ပါလားဆိုတော့ခြားပြချင်တယ်အဲ့ဒါကြီးအဲ့ကြောင့်မသူတို့အမြင်နဲ့ပြောတယ်အဲမင်းတို့တွေရင်ကျင်းမှုအကဟုတ်တယ်ငါတို့တွေရကသူဆိုလဲနိုင်ငံတော်ရွှေစိုးရထားတယ်ကျွန်တော်လည်းနိုင်ငံတော်ရွှေစိုးရထားတယ်ဒီကောင်လေးဆိုပြအခုစုတစိတ်တွေအေယာဝီတိုင်းမှာလည်းရလာတယ်ဒါပေမဲ့မြမရင်ကျင်းမှုတွေကျွန်တော်တို့လည်းတတ်ထားပါပဲအဲ့ဒါကိုမြမရင်ကျင်းမှုအမျိုးမျိုးထွင်ကားတိုင်းမှာဆိုရင် ကျွန်တော်တို့ကကဘာကိုကြော်ဝါနိုင်တယ်လို့ကိုကိုရည်ရတာပေါ့ဗျာကိုအိမ်မက်တစ်ခုတော့ရှိတယ်အဲ့ဒါကိုကျွန်တော်တို့ရောက်အောင်လုပ်နေတာမဲမိတော့ဆေးရမဲအင်အားတောက်တယ်နော်အဲ့ဒီရှိရကိုကျွန်တော်ပြောပြလိုက်အနုပညာလုပ်တာ9ယောက်ပါပါအနုပညာက9ယောက်တော့ပါတာအမဲစိုင်းသမားတွေပါတယ်လူရှင်တော်တွေပါတယ်မင်းသမီးတွေနော်မင်းသမီးတွေဆိုလဲမင်းသမီးအမဆိုင်အမတောင်ရဆိုမင်းသမီးမင်းသမီးအဲညီလေးဆိုရင်တော့ဆိုင်းဆရာအဖေကိုလည်းပြောပြလိုက်ပါဦးအဖေကမင်းသားမမေကမင်းသမီးမင်းသမီးအဲအကုန်လုံးမျိုးနွယ်တွေအဲ့လိုအဲ့လိုတွေအဲ့လိုမျိုးအာအနု ာကိုချစ်တယ်အပြည့်ပြည့်တင်ဆက်တယ်ပြည်တော်နဲ့ကိုတက်တဲ့အမှုပညာလေးနဲ့ပြည်သက်ကိုချပြရတယ်အကျွန်တော်အခုတော်တော်များများကျွန်တော်ဆိုလိုင်းပေါ်မှာခဏခဏမေးခံရတယ်ကျွန်တော်အကောက်ဆို3မီလီယံကျော်ကတော့အကောက်ထဲမှာလာမင်းကကျွန်တော်အကတော့အာပြောပြလိုက်ရမင်းကစက်ကလာဇက်လာဟာလားမယဉ်ကျေးမှုလားတပင်လားအမေတော့ကျွန်တော်တို့ကမြန်မာယဉ်ကျေးမှုနဲ့ကိုက်ညီတဲ့အကတွေလည်းအရင်ဖြတ်ပေးတင်ဆက်ပါတယ်ခင်ဗျာအရှိန်ပိုင်းလေးမှာကျွန်တော်မင်းသားကျွန်တော်စားဖြတ်ပေးစားနေခုနောက်ဆိုရဲပရိကံပြောတယ်ပြီးလို့ရှိရင်ကျွန်တော်နေကြီးကြ ေကပြီးတော့ဝလက်ကလေးတွေကလည်းကပြီးပြိတိုက်တွေအားရပြီးအာကျင်းနေပြီဆိုတော့မှကျွန်တော်တို့ကဒီကျွန်တော်တို့ရဲ့တခြားထွင်ထားတဲ့အမှုပညာလေးကျွန်တော်တို့ကချပြတာပါခင်ဗျာဒုစောညာလည်းပဲကျွန်တော်ကအာဗီဒီယိုရိုက်ပြီးအာမြန်မာယဉ်ကျေးမှုမင်းသားတိုင်းကပါတယ်ဟလားအာကျွန်တော်ကမင်းသားလိုက်ကတော့ဒါလေးတော့ငါတို့မတင်တော့ဘူးဒီပကံများမွေတာလေးတွေအာဒါကျွန်တော်ကလေးပြန်လေးပြင်နေလို့ဆိုကျွန်တော်ကတင်လိုက်တာအမင်းသားဝင်းဆိုရင်းနဲ့မကိုက်ညီပါဘူးကွာတကယ်တော့ကျွန်တော်ဇက်တပင်ရင်ကျင်းမှုကအာဒါတွေကပါပါတယ်ခင်ဗျာနော်ကျွန်တော်ပါတယ်ပါတယ်အာမွန်ပြည်နယ်မွန် ဝမင်းသားတွေလည်းပါတယ်ဘာအုံမစိတို့ကတော့အုံးလက်စိတို့အုံးရှိစိတို့ဒါတွေကတော့အုံမျိုးအုံးတွေဒီသူတို့ဆင်းတလာရေမိုးပြင်းနေမှာအဲ့လိုတွေကလေအခုဆိုရင်ဒီကောင်လေးတွေဆိုရင်ကျွန်တော်တို့ကြိုးတန်းကလေးတွေကျွန်တော်တခါအင်တာဗျူးထားတော့ပေါ့ကျွန်တော်မကပြူဒါပေမဲ့ကျွန်တော်တပည့်တွေအခုကနေကနေတဲ့အချိန်မှာ line ပေါ်တင်လိုက်တာတော်တော်ကြိုက်ကြပါရဲ့ဆိုကြတော့အဲ့လိုကကွနဝိုင်းပြောကြတာပြောတယ်ပြောတယ်ဆီတာပေါ့အဲ့အဲ့လိုတွေပေါ့အခုလည်းဒီမှာကျွန်တော်ပလာဟိတာလုပ်နေနေကျွန်တော်တို့မြမဘယ်လိုပြောမလဲငါငါမပြူး မြန်မာမြန်မာမြန်မာမန်တိုင်းမြန်မာပြည်မယ်ဤမန်တိုင်းကျွန်တော်ကလေကျွန်တော်ကရင်စကားတော့မပြီးဘူးအဲမုံနဲ့ကရင်နဲ့ဆက်ထားတာမုံကရင်အဲ့ကြောင့်မို့လဲအခုနေတော့ AR တိုင်းဆိုတော့ကျွန်တော်မှသုံးမျိုးပြောလိုက်တယ်မုံကရင် AR ဒီမင်းသားတကယ်တော့နေရက်ကသုံးသန်းအခက်ပါတယ်ကရတာတခါနောက်ဆုံးကျွန်တော်ဖြောပြေးခဲ့တာမန္တလေးပဲမန္တလေးမှာလည်းနေတာဟုတ်